ကဲမျိုးရအောင်မင်းမင်္ဂလာပါအောင်မြည် YouTube channel ကကြိုဆိုပါရယ်ဒါမနေ့ပိုင်းကတော့ဒီ32ကလေးတော့ရကြမြင်ထင်တယ်เนาะသူတချို့မိတ်ဆွေတို့များတော့ရကြပါတယ်ညနေဘက်ကညနေဘက်တော့ပြောကျွန်တော်တို့ဒီတစ်ပိုင်းကတော့ပြီးသွားတာဗောနော်ဒီတစ်ဒီကောင်တစ်ပိုင်း3ပိုင်းတစ်ပိုင်းဆိုပြီးဒီတစ်ပိုင်းကပြီးသွားတော့ကျွန်တော်တို့အဓိက main ကတော့တစ်3ဗောနော်အဓိကပြဒါပေမဲ့လို့ဒီမမအဖွဲ့ကြီးကတော့ရလိမ့်မယ်ဘာဖြစ်လို့ကျွန်တော် ဒီ10နဲ့1နှစ်ကိုကျွန်တော်ထည့်ပြီးတော့မဖြစ်မနေကစားဖို့မနေ့တည်းကကျွန်တော်စတင်ပြီးသားပေါ့နော်မမကဒီပက်ပေါ့နော်ကျွန်တော်ဒီပက်မွေးကပ်ကိုဒီ569ကလည်းကျွန်တော်တို့ဒီ569ကလည်းဒီကောင်ထွက်ပြီးသွားပြီပေါ့နော်ထွက်ပြီးသွားပြီဒီကောင်569ဆိုကျွန်တော်နှစ်ခါလောက်အနည်းဆုံးထွက်မယ်လို့ပြောတာပေါ့နော်သူထွက်သွားတယ်ပေါ့နော်48နဲ့ရှိကူပေါ့နော်ဒီနှစ်3လေးခွေရလဲကျွန်တော်ဒီမှာနှစ်3ပေါ့နော်ဒါလည်း ပိုးအမပါတာပဲဗောနော်ကျွန်တော်တို့ဒီမွေးကပ်ထဲမှာလည်းပါတယ်နီးတိုက်ထဲမှာလည်းပါတယ်ဗောနော်ဒီနေ့တော့အခုကျွန်တော်တို့ကြံလာဒီကောင်ဗောနော်ဒီနှက်ကကြံနေရေဗျာဒီနှက်ကကြံနေရေအဲ့မှာကျွန်တော်ဒီမနက်ဖြန်တော့ကိုဒီ၃ညဘရိတ်ကဲဒီ39တကွက်ကစားဖို့ရှိရောနော်အဲ့ဒါလေးတော့ထည့်ပြီးတော့ဖြစ်မိထည့်ကစားမယ်ပြီးရရင်ကြံနေဟာတော့ကိုကြိုက်တာကစားဒါပေမဲ့လို့နောက်ထပ်ကျွန်တော်ပြီးမဲ့ ဟာလေးတခုတော့ရှိရအဲ့ဒါလေးပြညာတစ်ချက်ပြမယ်တုံညပရိတ်ကလေးကိုကျွန်တော်တစ်ချက်အရင်ပြပြမယ်တုံညပရိတ်ကတခြားကျွန်တော်ဟိုဟာဒီပေါ့အထောက်တရားတော့ကျွန်တော်ပြပြီးသွားပြီဘောနော်ဒီကောင်ကလည်းဒီကောင်50 50ကုတိကုတိဘောနော်ဒါတော့တစ်ပရိတ်ပတ်တော့ပရိတ်55 55ကျွန်တော်တို့ဒီနေ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 ဆိုပြီးဒီ83ကိုဘာလို့ကြိုက်လဲဆိုအဲ83ကြိုက်ရတယ် အကြောင်းရှိပြအဲ့ကောင်ကကျွန်တော်တို့ဒီဟိုဟာမောကောင်ကဒီ3ခွန်လို့ထွက်လာရင်20.60ထိဆိုပြီးကျွန်တော်ထုတ်ထားတာဗျာဒီရှေ့မှာတော့သူဒီချိန်မှမပြတ်ထားဘူးအခုကဒီတားမှာပြတ်သွားတယ်ဗောနော်ပြတ်သွားတယ်ဆိုပေမဲ့ဒီမှာသူက3ခွန်ထွက်လာလို့ဆိုတော့ပုံစံမျိုးဗောနော်3ခွန်ပြန်ထွက်လို့များကျွန်တော်တို့ကမထွက်တာလားဆိုပြီးယူခဲ့တယ်ဗောနော်ဒါပေမဲ့လို့ ်ဘယ်လိုပြောရင်ဒါကဒီ30ကိုယူမယ်ဆိုရင်တော့ဒါဒီနှစ်ပတ်စလုံးမှာဒီ30ကညှိနေပြီဆိုလို့ရှင်ကျွန်တော်တို့ကဏ္ဍ၅ခုဆို60ကိုပြန်ဖြုတ်အောင်မဟုတ်လားဒါတွေကတော့အမြဲတမ်းတော့ပုံသေးကြီးရှိမနေဘူးဒါကျွန်တော်တို့ကကျွန်တော်တို့ဒီတိုးတာလျှော့တာနဲ့ဟိုကဏ္ဍထွက်တဲ့ပုံမျိုးဒီ aggregate ပြန်လောက်ရတာတော့ရှိရအောင်နော်အမြဲတမ်းတသက်မဆဲတော့မှန်နေတဲ့ဟာမျိုးကြီးတော့မဟုတ်ဘူးအဲ့လိုလုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပါရှိမယ်ဆိုတော့အဲဒီကောင်ဒီတပင်တော့သူက တော့ပြတ်သွားမယ်ဒီ60ဖယ်လိုက်ရမှာနော်30နဲ့60အထိဆိုမွေးကပ်ကိုကကျွန်တော်ပြောသလို6ကပ်ကတော့ကျွန်တော်ကမကြိုက်ပြား9ကပ်လောက်ပဲကြိုက်တာဆိုဒီကောင်ကိုဖယ်လိုက်မယ်ဆိုလို့ရှိရင်ဒီတပင်တော့ပြတ်သွားမယ်ဒါပေမဲ့တောက်လျှောက်ကတော့ဒီမှာလဲ30ထွက်သလိုဒီမှာလဲ30ထွက်တယ်မှန်တယ်ဗောနော်အဲ့လိုမျိုးဒါနောက်ပိုင်းနေပြတ်ယူရမယ်ဟာကိုပြောပြတာပါအဲ့တော့ကျွန်တော်ဒီမှာခွန်3ထွက်ထားပြီဒီမှာခွန်3ထွက်တာလို့ခွန်3ထွက်တာလို့ကျွန်တော်ဒီအောက်မှာ9ကပ်ကဥမာ တခွမလာဘူးဆိုကြောင့်ခွန်သုံးရက်ပြန်ကြလာမလားဆိုတဲ့အတွေးပေါ့နော်ရှိတယ်ဗောအဲ့ခွန်သုံးကတခြား site လည်းရှိသေးလို့ကျွန်တော်ပြီးရပါဗောနော်ဒီကောင်30ထွက်ထားတဲ့အတွက်ဒီ30ထွက်ထားတဲ့အတွက်ကျွန်တော်တောက်ကြနေတွေကကျွန်တော် member မိတ်ဆွေတွေဒါဒီဘက်ကတော့ကျွန်တော် member တော့မခေါ်ထားဘူးဒါပေမဲ့အရင်ဘက်ကလူဟောင်းတွေကိုပဲကျွန်တော်ကလူရဲမှာပဲဒါမဲ့အစ်စ်လာဝင်တဲ့၄ရောက်တော့ရှိပါတယ်အဲ့ဒါကြီးကြတော့လေကျွန်တော်ကပြန်ပြီးတော့ အာမရဘူးလို့လက်မခံဘူးလို့ပြောရင်လည်းမကောင်းဘူးများသူတို့ဝิญဉ်တို့လာမှလားပြလို့ကျွန်တော်ထည့်ပြီးလိုက်တာပဲသီးတန်ကြီးတော့ကြော်ကြော်ကြီးတော့မခေါ်ဘူးပေါ့နော်ဒီဘက်လဲကျွန်တော်ကတော့ဒီမြန်မာကတော့ခေါ်ဦးမှာမဟုတ်သေးဘူးဒီဘက်လဲကျွန်တော် free တင်ပြီးမှာအဲ့တော့ ဒါမဲ့ဒီဘက်ကဟိုဒီလာမဲ့ဘက်ကိုပြောတာဗောနော်လာမဲ့ဘက်လည်းခေါ်အောင်မှာမဟုတ်သေးဘူးဗောနော်လက်ရှိမြန်မာဂရုကလူကိုပဲဆက်တော့ပေးမယ်ဗောနော် free မှာလည်းကျွန်တော်တော်တော်များများတင်ပြီးသားပါတယ်ဒီဘက်ကနော်ဒါမဲ့ကျွန်တော်မတင်ပြီးလိုက်တဲ့ကက်ဗောနော်ဒီကောင်ဒီ30ထွက်ထားလို့ရှင်ကျွန်တော်ရှိမှာမွေးကက်ရှိတယ်အဲ့ကောင်ကကျွန်တော်တို့10ခွန်3ခွန်18ဆိုရယ်ကနား18ဆိုပြီးကျွန်တော်ထွက်သွားတယ်ဗောနော်ဒီကနားထွက်သွားတယ် အဲ့လိုပဲဒီမှာ30ထပ်ထွက်လာပြီအဲ့မှာဒီမှာ30ထပ်ထွက်လာတဲ့အတွက်သူကဒီအောက်မှာကျွန်တော်တို့တစ်ခွန်အဲ့တစ်ခွန်ရဲ့3ခွန်ရဲ့ကျွန်တော်တို့ဒီတစ်ရှိကဲဆိုပြီးဒီကနန်း3ဘက်ကိုကျွန်တော်မွေးလို့ရတယ်ဗျာဒီကြပေါ့မွေးလို့ရတယ်အဲ့တော့ကျွန်တော်ကဒီကောင်ကိုမနက်ဖြန်ကိုဒီကနန်း3ဘက်ကိုကျွန်တော်က ကြိုက်တယ်ဆိုရင်ထည့်ကစားစီခြင်းလည်းမဟုတ်ရင်ဒါဒီဘက်ထဲမှာကျွန်တော်တို့ဒီမနက်ဘက်မှာမထွက်လာဘူးဆိုလို့ရှိရင်လာမယ့်ပတ်တော့ကိုဒီ1038ကရရတဲ့ဖရင်ကိုကျွန်တော်တခါလေးဗီဒီယိုနဲ့တခါလေးတင်ပြီးမယ်ပေါ့နော်အဲ့ကောအဲ့ဒါလေးကိုကျွန်တော်ကပြီးရင်အဓိကအားဖြစ်ကတော့ဒီကောင်ပေါ့နော်ဒီ30ခွန်ပေါ့နော်အဲ့30ခွန်တခွက်ကိုတော့အကြိုက်ဆုံးပေါ့နော်တဲ့ပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒါဒါမနက်ဖြန်နေတိုက်တဘုံမျိုးပဲပေါ့ဗျာဒါဟုတ်ဒါမဲ့ကျွန်တော်လည်းကြိုက်တာကတော့ဒီ ကိုနဲ့ကကျွန်တော်20 30 40 50 60အဲ့ဒီကောင်ကတော့ဒါမွေးကအနေနဲ့ကျွန်တော်ထိုးနေတယ်တကယ်လို့နေတိုက်ကစားမယ်ဆိုလို့ရှင်ဒီကောင်လေးကိုထည့်ထိုးပြီးတော့ဒီ3ခွန်တင်ပြီးတော့ကျွန်တော်တို့ဒီ station နဲ့တစ်ခွန်တော့ရန်ပြီးတော့ကစားလိုက်ပေါ့နော်။ဘာဖြစ်လို့ဒီ30ရဲ့ site ကသူကဒီမှာ30ထွက်ထားတယ်။ ဒီမှာတင်းရှစ်ဆိုပြီးလာထွက်တယ်ဒါပေမဲ့လီကောင်းနေကက်ရက်တွေလည်းထွက်တယ်ပေါ့နော်ဒါဒီနေ့ဆိုလို့ချင်းကျွန်တော်အဲ့ဒီမြန်မာကူတွေကမိတ်ဆွေတွေကိုကျွန်တော်ပေးလိုက်တာဘာဆိုင်ဘယ်ဆိုင်လဲဆိုတော့ကျွန်တော်တို့ဒီ89ရဲ့ဆိုင်ဒီ89ထွက်တာလို့ဒီ89ထွက်တာလို့ကျွန်တော်မှာကနန်း3ခွဲ10ရေ10နှစ်ကေ20ဆိုပြီးတော့ကနန်း3ခွဲရှိတယ်အဲ့မှာမှဒီ20ရကျွန်တော်မွေးကတ်ထဲမှာပါထားတဲ့အတွက်10နဲ့10နှစ်2ခွဲကိုထည့်ကစားပြီးပါဆိုပြီးတော့ကျွန်တော် တခါလေ Telegram Viber ကိုကျွန်တော်မြန်မာ group တွေမှာထည့်ပြီးတော့ပြောပေးထားတယ်ပေါ့နော်ဒီနေ့ကစပြီးတော့ထည့်ကစားပေးပါမဟုတ်ရင်ဒီဘက်ထဲမှာမထွက်ရင်သာနောက်ဘက်မှာကစားရမှာဒါပေမဲ့ဒီ30ရက်တနည်းကိုမဖြစ်မနေထည့်ပြီးပေါအောင်ကစားပါဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ရခြင်းမရခြင်းကတော့ဒါကတော့ကစားတဲ့လူတွေအပိုင်းပေါ့နော်ကျွန်တော်လည်းအတက်တိုင်ဆုံးတော့ရအောင်တော့အစ်ပြောင်းတော့ကျွန်တော်ရှာပေးနေတယ်အဲ့ဒါကြောင့်မို့လို့ ဲ့လိုမျိုးဖြစ်သွားမှာဆိုလို့ပေါ့နော်ဒီ frame ပုံစံမျိုးဖြစ်သွားမှာဆိုသူကက်ရက်မှာအောင်ဆိုစင်းချလာတယ်အခု30ထွက်ထားတဲ့အတွက်ကျွန်တော်တို့ဒီကနန်း၃ခွက်ကိုကျွန်တော်တို့မနှက်ဖန်လေးကစားမှလို့မနှက်ဖန်မထွက်ရင်လည်းကျွန်တော်နောက်ဘက်တော့မွေးကက်နောက်ဘက်တော့မွေးကက်ဆိုလို့ရှင်တော့ကျွန်တော်ဗီဒီယိုတေချာလေးတင်ပြမယ်เนาะအဲ့ဒီ different ရာနဲ့လုံးဝပြတ်ပြင်မရှိရဘူးအဲ့တစေပရင်ကလည်းတောက်လျှောက်ကျွန်တော်သုံးနေမြန်မာမှာဆိုကျွန်တော်နှစ်ခါရှိပြီပေါ့နော်ရတာပထမတစ်ချိန်ကတစ်ခွန်နဲ့ကျွန်တော်တို့ရတယ်ခဏသုံးခွက်ပဲထူရတာ ဒီဒုတိယအကြိမ်အခုကျင်ရတယ်ကျွန်တော်တိရှင်းလက်ရတယ်တခုရှိတာကကျွန်တော်တို့ဒီ89ကိုကျွန်တော်ပြောတဲ့20 21 20ရယ်21ကတည်းက10ရယ်ဆိုတော့ကနန်း3ခွက်ကအထွတ်အများဆုံး3ခွက်ဒါပေမဲ့89ပြိမာကစားမယ်ဆို4-5ခွက်လောက်ကစားဖို့ရှိတယ်တခြားနောက်ထပ်2ခွက်လောက်ကိုထက်ထည့်ရတယ်ဗျာဒါပေမဲ့ဒီ10ရယ်ပြိမာကတော့ဒီကနန်း3ခွက်ပဲတခြားကနန်းကိုထည့်ရမလို့သူကဒီ3ခွက်နဲ့ perfect ဖြစ်တယ်အဲ့လိုပုံစံမျိုးပေါ့ဗျာအဲ့လိုတခါလေးကြာရင်တော့ဒီ89ပြိမာက ပုံတရားတော့30 20နှစ်တည်းအဲ့ကောင်ကမှကျွန်တော်တို့ကသုံးခုကိုအမှားကြီးပြီးကြံတဲ့ဟာကိုကျွန်တော်တို့ကလိုက်ပြီးချိန်ပြီးတော့ထည့်ပြီးရတာဗောနော်အဲ့လိုမျိုးကစားတာဖြစ်တဲ့အတွက်ဒါမနေ့ဖန်ကျွန်တော်တို့တောက်ကြဗောနော်ကျွန်တော်ဖန်တောက်ကြနေလို့လေဒီကောင်ကိုကစားလို့ရတယ်ဗောနော်အမှမှဒီသုံးခုဗောအဓိကနာဖြစ်ဒီသုံးခုကိုတည်ပြီးတော့ကစားဗောနော်တခြား site ဒီပါလေကျွန်တော်မနေ့ပိုင်းကျွန်တော်ညဘက်ကြတော့ညနေကြီးကြမရှာနိုင်ဘူးဗျဘာဖြစ်ဆို အစောစောအိတ်ကရာဖြစ်တဲ့တော့ကျွန်တော်မနက်ပိုင်းကျရင်တော့နည်းနည်းစောစောပြတ်ထားပြီးရှာတယ်။အဲ့ချိန်ကျတော့တွေ့ရပါကြလို့ရှင်ကျွန်တော်ဗီဒီယိုလေးပြန်တင်ပြပြနော်။ကဲမျိုးတွေအားလုံးပဲအောင်မြင်ကန်ကောင်းကြပါစေနော်။